ရစ်ယာန်ယုံကြည်ခြင်းရဲ့အတဲနှလုံးကတကယ်တော့ဘာချင်းမလဲ။ Ừm ဒီနေ့ဒီအကြောင်းကိုပဲအတူတူဆွေးနွေးချင်ပါတယ်။ခရစ်ယာန်ဘာသာမှာတကယ်ကိုအခြေခံအကြောင်းဆုံးအယူဆတစ်ခု။အဲ့လာကတော့ယေရှုခရစ်တော်ဟာဖခင်ရဲ့သားတော်ဖြစ်တဲ့ဆိုတဲ့အချက်ပါပဲ။ကဲဒီအကြောင်းအရာထက်ကိုအတူတူဝင်ရောက်လေ့လာကြည့်ကြရအောင်။ဒီတော့ကျွန်တော်ရဲ့ရှင်းလင်းတင်ပြမှုကိုဒီကကြတဲ့မြင်းခွန်လေးထွခုနဲ့အစပြုကြည့်ရအောင်ခရိယာယုံကြည်ခြင်းရဲ့ပဟောချအဓိကနဲ့တာရာကတကယ်တော့ဗာမြလဲ ်ဒီမေးခွန်းကပဲကျွန်တော်တို့ရဲ့လေ့လာမှုကိုလမ်းပြပေးတော့မှာပါအဖေကတော့ရှင်းသလောက်ကိုနည်းနည်းပါတယ်အဲ့ဒါကတော့ယေရှုခရစ်တော်ဟာဖျားသခင်ရဲ့တားတော်ဖြစ်တယ်ဆိုတဲ့နားလည်မှုပါပဲဒါဟာတာမန်ချစ်လက်တစ်ခုတည်းမဟုတ်ပင်နဲ့လေယုံကြည်ခြင်းတစ်ခုလုံးရဲ့အိုမီချီတစ်ခုဖြစ်နေတာပါကောင်းပြီဒါဆိုပထမဆုံးအဓိကအချက်ကိုကြည်လိုက်ကြရအောင်ဒီအချက်ကတော့လူစားတိမခန့်ယူခင်အချင်းတွေရဲ့အစအဝကလေးကကိုတော်ဟာတီးရှိနေပြီသားဆိုတဲ့အယူအဆပဲဖြစ်ပါတယ် ဒီယူစားကိုတည်တည်ချာချာနားလည်ဖို့တောချက်ကတော့ no ကပတ်တော်ဆိုတဲ့စကားလုံးပါပဲရှင်ယောဟန်ခရစ်ဝင်ကျမ်းအရဆိုရင်ပေါ့နော်ဒီစကားလုံးကအစာဥက္ကဋ္ဌကဖျားသခင်နဲ့အတူရှိပြီးဖျားသခင်ကိုလိုတိုင်းဖြစ်တော်မူလဲသာရပုဂ္ဂိုလ်ကိုယဉ်ညွတ်နေတယ်ပါဒီကျမ်းချက်ကဒီအချက်ကိုတော်တော်လေးအားကောင်းမွန်တန်တက်တည်ပြနေပါတယ်အစာအုံလိုက် no ကပတ်တော်ရှိ no ကပတ်တော်ဒီဖျားသခင်နဲ့အတူရှိ no ကပတ်တော်ဒီလေဖျားသခင်ဖြစ်တော်မူ၏ဆိုပြီးတော့လေဆိုလိုချင်တာကရှင်းရှင်းလေးပါပဲ အရာအလောင်းကိုဖန်ဆင်းခဲ့တဲ့သူဟာကိုရိုဖြစ်တယ်လို့တိုက်ရိုက်ပြောနေတာပါပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကိုကြည့်ရအောင်ဒါကတော့ယေရှုရဲ့ကိုယ်ပိုင်စကားပါကိုရိုကအာဗြဟံမဖြစ်မီငါဖြစ်၏လို့ရဲဝံဝံမိဆိုခဲ့တယ်ဒါကတမိုင်းတဲကအထင်ကရာပုဂ္ဂိုလ်ကြီးတစ်ခုဖြစ်တဲ့အာဗြဟံထက်အများကြီးအများကြီးစောကြီးသာဝရကတဲ့ကတရှိနေကြောင်းအခါရမှာညညာလိုက်တာနဲ့အထူးတူပါပဲကဲ ထာဝရတိရှိရဲ့နှုတ်ကပတ်တော်အဘလိုလိုပြီးလူသားတယောက်ဖြစ်လာနိုင်ပါလေဒါကတော့ကျွန်တော်တို့ရဲ့ရှလင်းချက်ထဲမှာအလွန်အရေးကြီးတဲ့အပိုင်းတစ်ခုကိုရောက်လာပါပြီဒီသင်ခန်းစာရဆိုရင်တော့ဒီလိုဖြစ်လာခြင်းရဲ့အကြောင်းရင်းကရှင်းလင်းပါတယ်ထာဝရနှုတ်ကပတ်တော်ဟာလူသားတွေကိုကယ်တင်ဖို့အတွက်ပဲလီဇာတိကိုခံယူခဲ့တာပါဟုတ်ပါတယ်ဒါဟာကိုရောရဲ့အထက်ကရွေချက်ပါပဲဒီနေရာမှာတင်ပေးဒီအယူဆကနည်းနည်းလေးရှုပ်ထွေးသွားနိုင်တယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းမြင်သာအောင်နိုင်ရှင်ကြည့်အောင် ခရစ်တော်မှာတဘာဝနှစ်မျိုးရှိတယ်လို့ဆိုလိုတာမှာဖျားတဘာဝနဲ့လူတဘာဝပေါ့တစ်ဖက်မှာကြည့်လိုက်ရင်ကိုတော်ကထာဝရတည်ရှိတဲ့ φαν ဆင်းရှင်ဟုတ်ပြောဒါပေမဲ့နောက်တစ်ဖက်မှာကျတော့လူသားတယောက်လိုပဲမွေးဖော်လာခဲ့တယ်အဲ့ဒီတဘာဝနှစ်ခုစလုံးကိုပိုင်ဆိုင်ထားတဲ့ကဖျားစင်စစ်လူစင်စစ်ဆိုပြီးခေါ်ကြတာပေါ့ဒီချမ်ပိုက်ကလူသားတိခံယူခြင်းကိုတကယ်ကိုအလတ်ပါဆုံးဖော်ပြထားတာပါပဲနှုတ်ကပတော်ဒီလေလူသားတိအဖြစ်ကိုခံယူ၍ငါတို့တွင်တည်နေတော်မူသည် တကယ်တော့ဒါဟာထာဝရဘုရားကလူသမိုင်းသေးကိုကိုယ်တိုင်ဝင်ရောက်လာခဲ့တဲ့အံ့ဩဖွယ်ရာခိုက်တန်းကြီးတစ်ခုပါပဲ။ကောင်းပြီ။ဒါဆိုယေရှုရဲ့သားတော်ဖြစ်ခြင်းဆိုတာကတော့ဘာကိုဆိုတော့တာလဲ။အခုကျွန်တော်ဟာဘုရားသခင်ရဲ့ပုံဒရန်တော်ကိုအပြည့်အဝဖော်ပြတဲ့သူဖြစ်ခြင်းဆိုတဲ့အရေးကြီးတဲ့အယူဆကိုဆက်ပြီးလေ့လာကြည့်ကြပါမယ်။ ီသင်ခန်းစာကခမဲတော်နဲ့တားတော်ကြားကဆက်ဆံရေးကိုရှင်းပြတဲ့အဓိကအပွင့်အာမှနှစ်ခုကိုအလေးပေးထားပါတယ်။အဲဒါကတော့တဘာတဲ့သောတားတော်နဲ့ဖျားသခင်ဤပုံသဏ္ဍာန်တော်စရာတွေဖြစ်ပါတယ်။တဘာတဲ့သောတားတော်ဆိုတဲ့အယူဆကိုလူတိအများဆုံးဖြစ်တဲ့ဒီချမ်းဘွားကတက်တည်သူနေတာပေါ့။ဖျားသခင်သည်မိမိ၌တဘာတဲ့သောတားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လော်ကီသားတို့ကိုချစ်တော်မူ၏။ဒီနေရာမှာတဘာတဲ့သောဆိုတဲ့စကားလုံးကသိပ်ပြေးကြည့်ပါတယ်။ ာမန်သားတွေမဟုတ်ပဲတမူထူးခြားပြီးအဖိုးမဖြတ်နိုင်တဲ့ဆက်ဆံရေးကိုပြဆိုနေတာပါဒီနေရာမှာနောက်ထပ်အသေးပဲတလွာကိုတရားပြန်ပါလေထိုသားတော်သည်မျက်မြင်မရသောဖျားသခင်ရဲ့ပုံတန်းတော်ဖြစ်၏ကနီးအဖင်ပြောရရင်တော့မျက်စိနဲ့မမြင်နိုင်တဲ့ဖျားသခင်ကိုသိကျင်တယ်ဆိုရင်သားတော်ဖြစ်တဲ့ယေရှုကိုကြည်လိုက်ရုံပါပဲကိုတော်ကဖျားသခင်ရဲ့ပုံရိပ်အစ်စ်မှန်ပါပဲဒီတတေပြတ်ချက်တည်းရဲ့အစွန်းမှာတော့ယေရှုကိုယ်တိုင်ရဲ့တိုက်ရိုက်မင်းဆိုချက်ကိုတွေ့ရပါတယ် ငါ့ကိုမြင်တော်သူသည်ခမေးတော်ကိုမြင်၏ဒီစကားဟာခမေးတော်နဲ့သူ့ရဲ့ဆက်ဆက်မှုကိုအခိုင်အမာဆုံးနဲ့အရှင်းလင်းဆုံးဖော်ပြလိုက်တာပါပဲတကယ်ကိုအားပါတဲ့စကားတစ်ခွန်းပါအခုဆိုရင်ကျွန်တော်တို့ဤဂုံပိုင်းကိုရောက်လာပါပြီဒီယူဆတဲ့အားလုံးကဘာရောက်ဒီလောက်တောင်အရေးကြီးရတာလဲယူကြည်ချမ်းတက်ဘလို့အဓိကကြနေတာလဲအတူတူဆက်ကြည့်လိုက်ကြရအောင်ဒီတင်ငန်းစာမှာဒီတဘာဝနှစ်မျိုးကိုယုံကြည်ခြင်းဟာ ခရစ်ယာန်ယုံကြည်ရင်းရဲ့အသက်သွေးကြော့ဖြစ်တယ်လို့တင်စားထားပါတယ်။ဆိုလိုချင်တာကရှင်းပါတယ်။ဒါမရှိရင်ယုံကြည်ခြင်းတစ်ခုလုံးအသက်ဝယ်အလှရှားနိုင်မှာမဟုတ်ဘူးဆိုတဲ့သဘောပါပဲ။ဒီချက်ကဘာကြောင့်ရေးချီတာလဲဆိုတော့ကိုအချင်းချုပ်ကြည့်အောင်။ဒီသင်ခန်းစာအရာအဓိကအကြောင်းရင်း၃ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့ဒါဟာကယ်တင်ရှင်ရဲ့အခြေခံအုံမြင့်ဖြစ်နေလို့ပါ။ဒုတိယချက်ကဖျားခင်ရဲ့လူသားတွေပြန်လဲသိမြတ်ထိုလမ်းစာကိုရှင်းပြနေလို့ပါ။ပြီးတော့နောက်ဆုံးချက်ကတော့လေခိတော်ရဲ့အမှုတော်ဟာကျွန်တော်တို့အတွက်လုံလောက်ပြီးပြည့်စုံချောင်းကိုပြသနေလို့ပါပဲ ဒီရှင်းလေးတင်ပြမှုကိုအဆုံးမတက်ခင်မှာစဉ်းစားစရာမိခုံးလေးတစ်ခုနဲ့အဆုံးသတ်ခြင်းပါတယ်လူစားတိကိုခံယူခဲ့တဲ့ဖျားသခင်ဆိုတဲ့ဒီ EU စကကျွန်တော်တို့ချင်းစီရဲ့ကမ္ဘာအမြင်ကိုဘယ်လိုများပြောင်းလဲသွားစေနိုင်မလဲဆိုတာဒီကြောင်းလေးကိုပြန်လည်စဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနဲ့ပဲနှီးခုံချုပ်လိုက်ပါတယ်